္ဂလာပါရှင်။ Source Voice Library ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီကနေ့တင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့နောင်ရိုးစေးရေးသားထားတဲ့ယသိကြီးနဲ့မိမပြိုးဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ကိုလိုစိတ်ဝင်စားပဲကောင်းတဲ့ဇာတ်လမ်းလေးတွေကိုမြန်မြန်တင်ဆက်ပေးနေတာမို့ဆောင်မြောအားပေးကြပါဦးနော်။ကြိုင်နေတဲ့တဲ့ဆိုရင်လည်း Like and Subscribe လေးအပြင် Notify ခေါင်းလောင်းလေးကိုပါနှိပ်ခဲဖို့မမေ့ပါနဲ့နော်။ကဲဇာတ်လမ်းလေးကိုစားလိုက်ရအောင်လားရှင်။ တိတ်ဆိတ်ငြိမ်သက်နေသောညတညတွင် ဝေးစီမှတစ်ချက်တစ်ချက်ထထ၍ဦးလီသော ခွေးဥတန်ကိုကြားရသည်တိတ်ဆိတ်နေသောအကာလအခါ၌ထွက်လာတတ်သောပိုးမွှားတို့၏အော်မီတန်ကလည်းပဝင်းချင်းကိုလွှမ်းမိုးထားလေသည် အိတ်တန်းတက်ငှက်တို့ရဲ့လန့်ဖြန်ကထပြန်တဲ့အတူပဝင်းချင်းကအတံပလံများရုတ်ချီးတိတ်ဆိတ်သွားလေသည်တိတ်ဆိတ်ခြင်းနဲ့အတူအိမ်မဲမဲတစ်ခုကရွာကလေးစီကိုညင်သာစွာချင်းကပ်လာလေသည် တအောင်များကြားလေလျင်ခွေးဦးတန်းများပြောက်ွယ်ကုန်ပြီးတအီအီအော်မီတန်တို့ကသာကြားရလေသည်မကြာမီဝဲရွာအစွန်ဘက်စီမှတဝကကောင်ဤဟိန်ဟောက်တန်ကဲ့သို့သောကြောက်မက်ဖွယ်တန်ကြီးများထွက်ပေါ်လာသည်ကြပြိုကြကြလာကြပါဦးနွားကိုကြဝင်ဆွဲသွားလို့ကဲကြပါဦးကြားတကောင်ရွာထဲမှခိုင်းနွားတကောင်ကိုကြိုက်ခဲဆွဲယူသွားလိမ့်ပြီ လိုက်ဟေလိုက်ဟာလိုက်ဟာရွာသားတို့ကဓမီမီးတို့လက်နဲ့များဖြင့်ညာတန်ပေးကလိုက်တော်ညာကြားတကောင်မှာလှင်မြန်သောအဟုန်ဖြင့်ခိုင်နွားကြီးအားတော်ရဲစီကိုတရွတ်ဆွဲကဝင်ရောက်သွားကလေးသည်မို့တပါကိစ္စနဲ့ပတ်သက်ပြီးနောက်တနေ့နံနဲ့ဝဲအုတ်သားရွာမှ မုတ်ဆိုးစိန်တင်နဲ့သူဤအပေါင်းဖော်နှစ်ဦးဖြစ်သော ဝင်းထိန်ထူးမော်တို့သုံးဦးတော်ရဲဝင်ကကြားရှာကြလေသည် မုတ်ဆိုးတင်စိန်တယောက် မြေပြင်မှခြေစလက်စတို့ကိုကြည်ရင်တောက်ခေါက်လိုက်သည်ဘာဖြစ်တာလဲကိုတင်စိဘာဖြစ်ရမလဲကွာဒီမှာစွတ်ကြောင်းနေနဲ့သွေးဆက်တွေကဒီချောင်းသားမှာပျောက်သွားပြီငါအထင်ပြောရရင်တော့ညာကနွားကိုဆွဲထားတဲ့ကြာဟာရေစီးချောင်းအတိုင်းဆက်ဆွဲထားတယ်ဒီကြာရိုးရိုးကြာကောဟုတ်ရဲ့လားကွာစိန်တင်ကဒေါသထွက်ကပြောသည်ဝင်းထိန်ကဒါဆိုဒီကြာကတမန်ကြာလို့ပြောတာလားဟာငါတဲဒီကောင်တော့ ်စိန်တင်ကဝန်ထိန်ကိုငောက်လိုက်သည်ထူးမော်ကကိုစိန်တင်ဘာကိုပြောချင်တာလဲကျုပ်တို့လိုမိုးဆိုးအသင်တွေကိုတေချာပြောပြပေးပါဦးဟာထူးမော်ရဒီကြားသာတာမန်ဆိုရင်တော့သူဆွဲလာတဲ့အမဲကိုကြားတို့ထုံးစံအတိုင်းအစားကျူးတဲ့အလျောက်ရွာနဲ့ခတ်ဝဲဝဲမြေပြောင်တဲ့နေရာမှာစားမှာပဲဒါပေမဲ့အခုကြားကတော့အဲ့လိုမစားပဲခီးတာရှိတယ်ဟောခုကြချောင်းထဲကိုဆင်းတယ်ဟိုတစ်ဖက်ကန်းကိုမတက်ဘူးရေတဲ့အတိုင်းဆက်ဆွဲသွားတယ် သူကလူတွေသွေးဆက်ကိုချေရခံပြီးလိုက်နိုင်တာကိုကြိုတင်သိထားတယ်ကွ။ဒါကြောင့်ဒီကြားဟာအရင်အရင်တွေကလည်းရွာတွေတဲကိုခုလိုဝင်ဆွဲဘူးလိမ့်မယ်ကွ။စားနေကြအန်တိုနီဘီလို့ပြောချင်တာ။ဒါနဲ့ကွ။ဒီကောင်ငါတို့ရွာကိုဘယ်ကဘလို့များရောက်လာတာလဲ။ခုကြတော့သူ့လုပ်ပုံကငါတို့ကိုချောင်းထက်လိုက်ရမလားချောင်းအောက်ပဲလိုက်ရမလားမသိတော့ဘူး။လမ်းပြောင်နေပြီ။မုတ်ဆိုးတင်စင်ရဲ့စကားကိုထူးမော်နေဝင်းထိန်တို့ကစိတ်ဝင်တစားနားထောင်ရင်းဆုံးဖြတ်ချက်ကိုနားဆွင့်နေသည်။သူတို့သုံးဦးက ညတုန်းကနွားကိုကြားဝင်ဆွဲခြင်းခံရသောဟုတ်သားရွာမှမုတ်ဆိုးများပင်ဒါဆိုကျုပ်တို့ဘယ်ဘက်ကိုလိုက်ကြမလဲငါအထင်နဲ့ဆုံးဖြတ်ပြီးလိုက်ရရင်တော့ကြားကပင်မခံပြီးရေကိုဆံမယ်တော့မထင်ဘူးဒီတော့အောက်ကိုပဲလိုက်ကြတာပေါ့တောင်းဦးသားအတန်လုံးစွာဖြင့်ရေချောင်းအတိုင်းဆင်းလိုက်ခဲ့ကြသည်တံကလေးဆင်းသက်မိလေတော့ချောင်းဤခက်လှန်းလန်းစီမှရေတန်းလှုပ်ရှားတယ်များကြားလိုက်ရလေသည်စိန်တင်ကဦးဆောင်သူမုတ်ဆိုးပြီးအတန်တိတ်နေရအချက်ပြားပြီး ကန်းစီကိုအသာတက်လိုက်သည်ပြီးလင်ချုံမင်းချို့ကိုအတန်တိတ်စွာဖြတ်တန်းပြီးအတန်ကြားရစီကိုကြည့်လိုက်သည်ဟင်မိန်းကလေးတယောက်ပါလားစိန်တင်ဤမျက်ဝန်းအစုံ ပြူးကျဲဝိုင်းဆက်သွားသည် သူမြင်ရသည်ကဖြူဖွေးဝင့်မွတ်သောအသားရည်လှပဆင်းညွတ်သောကိုခနာအားမိမွေးဖာမွေးတိုင်းဖြင့်ချောင်းအတွင်ရေချိုးနေသောမိမပြူအသက်အားဖြင့်ဆက်ခွန်ဆက်ရှိခံသာဘာတွေ့လို့လဲဗျ စိန်တင်ဤမျက်တော်မခန္တန်ငေးကြည့်နေမှုကြောင့်ကျန်နှူးမှာသိကျင်စောဖြင့်မေးရင်ရှေ့တိုးလိုက်ကြသည်သူတို့ထံမှအတန်ကိုမင်းမပြူကကြားသွားသည်ထင်သူတို့ရှိရာဘက်ကိုတစ်ချက်လှည့်ကြည့်လေးပြီးလျင်မြန်စွာကမ်းမော်ကိုပြည့်တက်လျက်ခြုံတစ်ခုစီဝင်ရောက်သွားလေသည်ကိုနေစိကြားတွေ့တာလားနားရောက်လာတော့ထူးမော်ကမေးသည်ကြားမဟုတ်ဘူးကွာမင်းကလေးတယောက်ရေချိုးနေတာဟင်ဘာမှလဲ င်းတို့တန်ကြလို့သူဟိုးကခြုံတွေကိုပြေးဝင်သွားတယ်။ဟင်းဟုတ်လား။ဟုတ်တယ်။ကိုတုံးလုံးကြီးနဲ့ကွ။ကြည်ရတာထူးဆန်းတယ်။လာကွာသွားကြည့်ရအောင်။စိန်တင်အင်းစောအုံမှုနဲ့အတူသုံးဦးသားမင်းမပြုတ်ဝင်သွားသည်ဆိုတော့ခြုံစီကိုတတိဖြင့်ပြေးကပ်လိုက်ကြသည်။အနာရောက်သည့်အထိခြံစီမှတိတ်ဆိတ်နေတက်လျက်လူကောဖြစ်နိုင်မှာမလားဗျာ။လူတော့လူပါပဲကွ။လာတို့တွေခြုံကိုဝိုင်းပြီးရှာကြရအောင်။မင်းမပြောဟူသည့်အတိဒါရှိနေသောသူတို့က သတိအရာမှမေ့လျော့သွားခဲ့လေသည်သူတို့သုံးဦးလူစုပင်မခွဲရသည်ခြုံထဲစီမှကြားဟိန်းသံကြီးနဲ့အတူဝါဖန်ဖန်အယောင်ရှိကြားကြီးတစ်ကောင်က ခုံထွက်လာလေပြီးစိန်တင်ကိုအုပ်လိုက်လေပြီစိန်တင်က ထင်မှတ်မထားခြင်းဖြစ်ပျက်သွားတာမို့ရှောင်ချိန်မရကြားကြီးလက်ချက်ဖြင့်ခွေကနေလဲကြသွားရသည်ရုတ်တရက်ပေမို့ထူမော်တို့နှစ်ဦးမှာဘာလို့ရဘာကြံမမသိကြောင်အန်းကုန်ကြသည်ကြားကကြောင်အန်းကရက်နေသောဝင်းထိန်ကိုလက်ဖြင့်လှမ်းပုတ်သည် ဝန်ထင်ဤလက်မအသားပံများဖွာကနေဖြစ်သွားရသည် ပြေပြေပြေအောင်ဟဘူးမော်တတိဝင်လာသည်ဝန်ထင်ကိုပြေးဆွဲပြီးအမြန်ဆုံးဆုတ်ခွာထွက်ပြေးကြတော့သည်ကြားကတော့ထူးမော်တို့ပြေးထွက်သွားသည်ကိုတစ်ချက်လှမ်းကြည့်သည် လိုက်တော်မလိုက်ပြီးလင်လဲကြနေသောစိန်တင်ထန်းကိုတွား၍ဦးကောင်းအာငုံခဲ၍မှကဆွဲယူခါရမ်းလိုက်တော်သည်စာပြိုးစာစာအင်းရှိမအော်တန်ကြောင့်ကျွန်တော်လည်းသတင်းစာဖတ်နေရမှဆင်းလာခဲ့လိုက်သည် အိမ်ရှိတွင်စီတော့စာပို့သမားတို့ရက်နေသည်ဆရာစီစာရောက်လာလို့ပါကျွန်တော်လဲစာပို့သမားကမ်းပေးတော့စာကိုယူလိုက်သည်လက်မှတ်ကလေးတစ်ချက်ထိုးပေးပါဦးခင်ဗျဟုတ်ကဲ့ကျေးဇူးပါနော်ကျွန်တော်ထံမှလက်ခံရရှိကြောင်းလက်မှတ်ရတော့စာပို့သမားနှုတ်ဆက်၍ထွက်ခွာသွားလေသည်စာမှာတီးတိမ်မျိုးစာတိုင်းမှတဆင့်ပို့လိုက်တော့ကိုအေးချိုဤစာပင်ကိုအေးချိုနဲ့လူငယ်သောငါးလခန့်ကဖုံးအဆက်အသွယ်နောက်ဆုံးရခဲ့သည်ထိုစဉ်က ူချင်းပြည်နယ်ဘက်ကိုပြောင်းရမည်ဟုပြောခဲ့သည်ကျွန်တော်အိမ်မော်တက်ပြီးစာကိုဖတ်ကြည့်လေတော့တို့ကိုဆိုင် ကိုအေးချိုပါရေးကြည့်လို့စာရေးအကူအညီတောင်းလိုက်ပါတယ်လွန်ခဲ့တဲ့လကကိုတပိတ်ကလေးစင်ဦးစီးဆိုးလာကသူတို့ရွာမှာကြားတကောင်တောင်းချက်နေတဲ့အကြောင်းလားပြောပြီးအကူအညီတောင်းလာတယ်သူရဲ့ပြောပြချက်အရာကြားကရိုးရိုးကြားမဟုတ်ဘူးတမန်းကြားလို့သိရတယ်ဒါကြောင့်ကိုတို့တစ်ထုပ်စခန်းကသူ့ရွာစီလိုက်သွားခဲ့ကြပြီးကြားကိုပြစ်ဖို့စူးစမ်းခဲ့ကြတယ်တမန်းကြားဆိုတာကိုတော့တကယ်မယုံခဲ့ဘူးပေါ့ဗျာ ဒါပေမဲ့မင်းကလေးတယောက်ကိုတောထဲမှာမကြာခဏမြင်နေကြရတယ်။သူ့နောက်ကိုလိုက်ရင်ပျောက်သွားတတ်ပြီးအဲ့ဒီနေရာမှာကြားဟိန်တန်ထွက်ထွက်လာတယ်။ကိုတို့အနေနဲ့လက်ရဖမ်းဖို့နီးမျိုးမျိုးနဲ့စ조사ပေမဲ့ခုထိမရနိုင်ဘူး။ဖမ်းဖို့စ조사နေစေမှာပဲကိုလူတယောက်နဲ့နွားသုံးခါဆွဲခံရပြန်တယ်။ဒါကြောင့်ကိုတို့မစွန့်နိုင်တဲ့ကိစ္စပဲမို့ကိုဆိုင်ကိုကူညီလှန့်တောင်းရခြင်းမှာကူညီနိုင်ကူညီပေးစေခြင်းမှာတယ်။အေးချိုတစ်ထုတ်စခန်းစာကိုဖတ်ပြီးတော့ ကျွန်တော်ကိုအေးချူပြောပြလာတော့အကြောင်းအရာကိုလွန်စွာစိတ်ဝင်စားမိသွားခဲ့ရသည်။တမန်ကြားဆိုသောစာသားထိုຢာကကျွန်တော်ကိုအလွန်ဆွဲဆောင်နေသည်။ထိုစကားနဲ့ထိုပညာရက်နှင့်ပတ်သက်၍ယခင်ကကြားဘူးနာဝစကားပုံများရှိခဲ့ဘူးသည်။လူစင်စက်ကနေဂါထာမန်နံဆုပ်၍ကြားအဖြစ်ပြောင်းကအမဲလိုက်ခြင်း။သူတစ်ပါးအားတိုက်ခတ်ခြင်းတို့ကိုကြားဘူးဖတ်ဖူး၏။လက်တွေ့တော့တခါမှမကြုံဘူးသည်။ယခုကိုအေးချူပို့လာသောစာအရတမန်ကြားကိုလက်တွေ့မျက်ဝါးထင်ထင်တွေ့ရတော့မည်ထင်။ ကျွန်တော်ဘာပဲဖြစ်ဖြစ်တမန်ကြားနဲ့ပတ်သက်၍ကိုအေးချိုရှိရာတီးတိမ်ကိုတွားရန်ဆုံးဖြတ်လိုက်သည်။စာအောက်ခြေကကိုအေးချိုထည့်ပေးထားသောလိပ်စာကိုကျွန်တော်တစ်ချက်ပြန်ကြည့်လိုက်သည်။ထို့နောက်ချက်ချင်းပင်ဆိုးလေးကိုလှမ်းဆွတ်သည်သည်။ပြီးလင်တော့ဆရာတပည့်နှစ်ဦးသားကိုအေးချိုရှိရာရွာတော်သစ္စခန်းစီဦးတီ၍တခီးထွက်ခဲ့တော်သည်။ဖြစ်ပြဇလန်းကတော့အဲ့ဒါပဲကိုဆိုင်ရည်။ကိုအေးချိုစီကိုခီးရောက်မဆိုင်ကျွန်တော်မှတမန်ကြားနဲ့ပတ်သက်သည့်ကိစ္စကိုမေးမြန်းလေရာ ိုအေးချိုမှအသေးစိတ်ပြန်လည်ပြောပြခဲ့ခြင်းပဲ။ဒါနဲ့အခုနောက်ကလူဘယ်နှယောက်ထပ်ဆွဲသေးလဲ။လူကတော့ကိုစိတ်တင်အပြင်နောက်ထပ်ပထကုန်းရွာကတော်တဲ့ကိုမြှချိုးသွားတဲ့ကိုမင်းလာဆိုတဲ့သူနဲ့နှစ်ယောက်ပဲရှိသေးတယ်။ဒါပေမဲ့ကျွဲနဲ့နွားတွေကတော့အနီးဝန်းကျင်ကရွာတွေစီရွာစဉ်လှည့်ပြီးတပတ်ခြားတစ်ခါတော့ကိုဝင်ဆွဲနေတာပဲ။ဘယ်နှကောင်တော့ပါကိုမမသိတော့ပါဘူး။ဒါနဲ့ तू ကတမန်ကြဆိုတာ ကိုအေးချိုယုံလားကိုအေးချိုစဉ်းစားဟန်ဖြင့်ညင်သွားသည်အတန်ကြာလေးမှ ဒါတော့ကိုဆိုင်ရဲ့ကိုဆိုင်လည်းကျွန်တော်အကြောင်းသိရတဲ့နဲ့ငဝါထင်ထင်မှမမြင်ရင်ကျွန်တော်မယုံဘူးခိုဟာကမင်းကလေးတယောက်ကိုမြင်နေသူ့ကိုမြင်ပြီးမကြခင်မှာကြားတကောင်ရောက်ရောက်လာတယ်ဆက်ဆက်တွေးကြည့်ရင်တော့ဖြစ်နိုင်တယ်လို့ကျွန်တော်ယူဆတယ်ကျွန်တော်လည်းတချင်ကြုံခဲ့တာ ው ကိုရေးချိုကြီးစကားကိုကျွန်တော်ကောင်းကြီးထောက်ခံလိုက်သည်ကျွန်တော်တို့အုတ်တာရွာကိုဘယ်တော့သွားကြမလဲအဲ့ဒီကိုဒီကနေသွားမယ်ဆိုရင်နေကုန်ခီးရှိရဲကိုဆိုင်ရဒါကြောင့်ဒီနေ့သွားမယ်ဆိုလို့ကတော့အချိန်မရှိတော့ဘူးတော်တယ်ညအိတ်နေရလိမ့်မယ် မနေ့ပြန်မနေ့အစောကြမှာသွားမယ်လေအင်းကောင်းပါလေကျွန်တော်တို့လက်ခီးပန်းလာတာဆိုတော့တညတာနားခွင့်ရတာပေါ့ဒီနေ့ကကိုရေးချိုးတို့အခန့်လေးတော့ကစုံရက်ကိုစည်းစည်း၆ခတ်ကချက်ထားသည်ချီရင်ဟင်းဂျီသား6000ကျော်သည်ဆက်ဆက်ဂျီသား6ဖို့စီစံတဦးကျော်တို့ပါဝင်သောတော်ရင်ဟင်းအမေများကိုကျွန်တော်နဲ့စိုးလေးတို့တဝါသုံးဆောင်ပြီးနောက်တွင်ကိုရေးချိုးနဲ့အတူမနေ့ပြန်ခီးအတွက်စကားအနှဲ့ငယ်ကိုပြောဆိုခဲ့ကြကနရှင်နိုင်ကံဝဲအိယာတွေကိုစောစီးစွာပင်ဝင်ရောက်ခဲ့ကြတော့သည်ခီးပန်းခဲ့သည်မို့ထင် ကောင်းချသည်ဖြင့်အိပ်ပျော်ခဲ့ရလေသည်နောက်တစ်နေ့နန်းနဲ့အာယုံတက်သည်ဖြင့်ပင်ကျွန်တော်တို့တောတွင်ကိုစတင်ဝင်ရောက်ဖြစ်ခဲ့သည်အဖွဲမှာတော့ကျွန်တော်ဆိုးလေးကိုအေးချိုနှင့်ဥတ္တာရွာကန်ကိုဆိုးလှတို့သာလမ်းတွင် ကိုအေးချိုကကိုဆိုင်အခုလမ်းမှာသားကောင်ပြဖို့အစီအစဉ်ရှိသေးလားအင်းအဲ့ဒါကတော့အချိန်ရရပေါ့ကိုအေးချိုရာတလောတော့ကျွန်တော်စိတ်ထဲအမဲပြဖို့ထက်တမန်ကြားကိုပဲစိတ်ဝင်စားနေမိတယ်လေလေဒါဆိုလေငါတို့တွေဥတ္တာကိုပဲအမြန်ရအောင်သွားကြတာပေါ့ အားလုံးစကားမပြောဖြစ်ကြတော့လန်ခီကိုသာအယုံဆိုင်လျက်ရှောက်ဖြစ်နေကြသည်နေလေပိုင်းရောက်ချင်းတွင်တော့ရထွက်ပေါက်တစ်ခုစီတွင် ထမင်းစားနားဖြစ်ကြသည်ဟင်းအမေကတော့ဆက်သားမွကျော်နှင့်ထမင်းကိုစီစမ်းထားယူနာထမင်းစားပြီးတော့ဤကိုချက်ချင်းဆက်ဖြစ်ပြန်သည်အောက်သားစီကိုမိုးချုံမှရောက်မီဆိုကြသည့်အတွက်ပင်ရထွက်ပေါက်မှထွက်ပြီးမကြမီဝဲတော်လန်ကလေးနှစ်ပေသစ်ပင်ရိပ်စီ၌တရားထိုင်နေလီသောယသိအိုကြီးတပါးအားတွင်ကြရလေသည် အသေးကြီးဤရုပ်ကြီးကတော့အတော့ကိုကြမ်းနက်လာသည် ကိုအေးချိုမဟိတ်ကိုဆိုလာခင်ဗျားတို့ရွာနာမှာယသိရှိတယ်လို့တခါမှမကြားမိပါလားဗျဟုတ်တယ်ဆရာအေးချိုရကျုံလက်တခါမှမမြင်ဘူးလို့ကြည်နေတာသူတို့နှစ်ဦးကခလန့်လန့်မှယသိကြီးကိုမှတ်ချက်ပေးနေကြသည် ကျွန်တော်ကတော့သူတို့ဤမှတ်ချက်များကိုသတိမထားအားစိတ်ထဲတစုံတရာကို တွေးမိပြီး လက်ကနာယီကိုကြည့်လိုက်သည်ဟာကိုအေးချိုစွန်းစားချင်မိသေးတာပဲ ျွန်တော်တို့စီမှာစားစရာဘာကြံသေးလဲကျွန်တော်စကားဆုံးတော့ဆိုးလေးကကျွန်တော်မှလိုရမရထဲ့လာတဲ့ပေါင်မှုန်နေပါသေးတယ်ရသေးကြီးကိုလှုံလို့လာဆရာဆိုင် အေးဟုတ်တယ်ပြီးကွာ ထုတ်လိုက်ကျွန်တော်တို့ရသေးကြီးရှိရာတစ်ပင်အောက်စီဝင်ခဲ့ကြသည်ဘာရသည်ဘာရသည်ကျွန်တော်တို့အတန်ကြောင့်ရသေးကြီးမျက်ဝန်းများဖွင့်လာသည်တပည့်တော်တို့ကမုတ်ဆိုးတွေပါဟိုရတိကြီးကိုစားကြအချိုလှူခြင်းလို့ပါရတိကြီးကညင်သားစွာပင်ခေါင်းငိမ့်ပြသည် တကားတို့ကဒီဒီသားကလားတပိတော်တို့ကတော့ဧည့်သည်တွေပါဖေ။ဒီကကိုစုလာကတော့နေကံပါ။အော်ယတိကြီးကတော့နာဂတောင်တန်းဒီသားကနေကြွလာတာ။ဒါနဲ့ဒီလန်းတိုင်းသွားရင်ဘဲကူများရောက်လိမ့်မယ်သိချင်မိတယ်။ကျွန်တော်ကကိုစုလာကိုမျက်စပြစ်ပြလိုက်သည်။သဘောကတော့လမ်းကြောင်းတည်သူမှုပြောပြစေခြင်းသည်သာ။ဟုတ်ကဲ့ပါယတိကြီး။ဒီလန်းတိုင်းသာဆက်သွားမယ်ဆိုရင်တော့နေမကွယ်မီဥတ္တရွာကိုရောက်ပါလိမ့်မယ်။အော်ယတိကြီးက အော်တလုံးသာမှတ်ချက်ပေးသည်ကိုရေးချိုမှဟိုယသိကျွန်တော်တို့ကလည်းဥတ္တာကိုသွားမှာတကယ်လို့ယသိဆန္ဒရှိမယ်ဆိုရင်တော့အတူလိုက်ခဲ့လို့ရပါတယ်လန်ခီမှာယသိကြီးကိုတောကောင်နေအန်နေကနေကျွန်တော်တို့ကာကွယ်ပေးလို့ရတာပေါ့ပြီးတော့ခုတလောကဥတ္တာဝင်းကျင်မှာကြားစိုးတကောင်တောင်းချမ်းနေတယ်ဒါကြောင့်အတူလိုက်ခဲ့တာပိုကောင်းမယ်လို့ထင်ပါတယ်ကိုကြီးချွေစကားကြောင့်ယသိကြီးမျက်နှာမှာအရေးအယောင်တချို့ဖြတ်တန်းသွားသည်။နေပါစီတော့တကားယသိကြီးအတော့ကိုမောနေတာမို့ အမောပြေမပဲကိုခီးကိုလှမ်းပါမယ်။တကားတို့သွားစရာရှိတာကသာမဆိုင်မငန့်သွားကြပါ။ကိုအေးချိုကောင်းကုတ်သွားသည်။ကြားစိုးရှိနေသည့်သို့တော်လန်ခီးကိုပေါ်များရှိရနှင့်တပားလဲသွားမည်ဟုဆိုလာတော့ရသေးဦးကျွန်တော်လည်းနားမလည်နိုင်။အဲ့ဒါဆိုရသေးကြီးရေကျွန်တော်တို့သွားရမယ်နော်။ကျွန်တော်တို့အားလုံးရတိကြီးကိုကြောက်ခိုင်းထားရခဲ့ကြပြီးအုတ်သားရွာစီလှမ်းခဲ့ကြတော့သည်။တို့နှစ်ညနေ9:00ဝန်းကျင်ဝဲ ကျွန်တော်တို့အုတ်သားရွာစီကိုရောက်လေပြီရွာကိုရောက်လေရင်ကိုဆုလှကသူ့အိမ်အရင်မွင်မဲရွာလူကြီးစီကိုအရင်သွားမိဟုပြောကထွက်ခဲ့ကြသည်ကျွန်တော်အုတ်သားရွာကိုဝေ့ဝိုက်ကြည့်ရင်အ깨ခတ်မိသည်ကိုဆုလှအများတို့ရွာကတိတ်ဆိတ်နေပါလားတကူကူတော့ထူးခြားနေပြီထင်တယ်ဟုတ်တယ်ဆရာဆိုင်တရွာလုံးလူသူမတွေ့ပဲတိတ်ဆိတ်နေတယ်လာဗျာတကြီးအိမ်ကိုရောက်ရင်တော့အချိုးချောင်းသိရမှာပေါ့ကျွန်တော်တို့ရွာလန်းအတိုင်းပတ်ဝန်းကျင်ကိုကဲခဲရင်အမြန်ဆုံးလျှောက်လန်းခဲ့ကြသည် မကြမီရွာနောက်ဖက်မကြတကြစီရှိတကြီးအိမ်ကိုရောက်လေပြီအိမ်ထဲစီတွင်တော့တောက်တခက်ခက်ဖြင့်ဒေါသထွက်နေလေသောတကြီးအားတွေ့ရလေသည်တကြီးကျုပ်တို့ကိုဝန်ခွင့်ပြုပါကိုဆိုလာကတကြီးထံခွင့်တောင်းသည်တကြီးကကိုဆိုလာအတန်းကြောင့်ကြည်လာပြီးဆိုလာကိုမြင်လေတော့အော်ဆိုလာဟာဆရာအေးချိုလေးပါတာပဲအတော်ပဲဗျာလာဗျာတကြီးကတမန်ကြားကိစ္စနဲ့ကိုအေးချိုကိုတင်းတင်းတနည်းပင်သိရှိနေလေပြီး ကျွန်တော်တို့ခုံစီတွင်ထိုင်ပြီးလေတော့ကိုအေးချိုကတကြီးအားဘာရမြတ်ဒေါသထွက်နေတယ်လေကိုမူးညူရဘာဖြစ်ရမလဲဆရာအေးချိုရညနေဆရာတို့ရောက်မလာခင်နာရီပိုင်းအလိုလောက်ကရွာကိုဟိုကြားကောင်ဝင်တယ်လေအဲ့ဒါရွာထဲကိုစွန့်ကြိုက်ဝင်ပိုးတဲ့ကိုရင်လေးတွေနဲ့ရွာစွန်တောဆက်မှာဆုံပြီးကိုရင်လေးတစ်ပါးကိုဆွဲသွားလိုက်ရဲ့ဟာဒါဆိုဒီကြတော်တော်ဆိုးနေပြီပဲဟုတ်တယ်အခုရွာကအဖွဲနှစ်ဖွဲခွဲပြီးတောင်းနှင်းလိုက်နေလိမ့်ရဲ့ရွာထဲကကလေးတွေနဲ့မိန်းမတွေကိုတော့ ိမ်ထဲကအိမ်ပြင်မထွက်ဖို့ပြောထားရတယ်။အင်းဒါကြောင့်ကျွန်တော်တို့ရွာထဲဝင်လာချင်းဘသူကိုမှမတွေ့ပဲ၆ကတ်တိတ်ဆိတ်နေတာ။ကျွန်တော်ကသူတို့ကိုပြောလိုက်သည်။ထိုချိန်ဝဲရွာထဲကိုကြားနောက်လိုက်လေတော့လူအုပ်စုကြီးဝင်ရောက်လာလေသည်။တောင်တို့အခြေအနေဘလို့လဲ။မမိဘူးတကြီး။ဒီကောင်ကအရန်ပါနဲ့တယ်။လင်ချက်ကလည်းပြောမနေနဲ့။ကျုပ်တို့ထက်ချက်မကွာလိုင်းရင်းနဲ့ကိုပဲမျက်ခြေပြတ်သွားတာ။ကိုရင်လေးအတွက်ကတော့စိတ်မကောင်းဘူးဗျာ။ တကြီးနေရွာသားတို့၏အပြောကိုနားထောင်ပြီးလေတော့ကိုရေးချိုမှကျွန်တော်အားကိုဆိုင်ကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲကြားကတော့တော်တော်ဆိုးနေပြီညနေလေးတွေကမှဆွဲသွားတာဆိုတော့ဒီကြားကစားလောင်နေလို့လက်တလုံးဝင်ဆွဲတာနေမယ်ဒီအတွက်သူကတားကောင်းရရင်အရင်ဆုံးလို့ရကိုပြေးပြီးစားတော့မှာပဲဘာပဲဖြစ်ဖြစ်ဗျာကျွန်တော်တို့ခုပဲလိုက်ကြစို့ဟာကိုဆိုင် ဖြစ်ပါမလားအခုညကမှောင်းနေပြီတော့ကလည်းကိုကျွမ်းကျင်တာမဟုတ်ဘူးပြီးတော့ကြားကရိုးရိုးကြားလည်းမဟုတ်ဘူးရတယ်ကိုကြီးချူ ကျုပ်တို့ဝင်းကျင်မှာသူရှိနေတာဆိုတာသိရတော့မျက်စိမပြတ်ခင်လိုက်ကြစို့တကြီးကတော့လမ်းပြတစ်ယောက်လောက်စီစဉ်ပေးပါကျွန်တော်တို့ခုပဲတော်တဲ့ဝင်ကြတာပေါ့ကျွန်တော်စကားကိုကိုအေးချိုကခေါင်းချင်းထောက်ခံသည်တကြီးကတော့အာကိုနေသည်တွင်နဲ့တူစိုးရိမ်နေသည်အရေးအယောင်တချို့လည်းလွှမ်းရင်နေသည်လမ်းပြကတော့မပူနဲ့ကိုဆိုင်ကျုပ်ငငယ်ကလေးကဒီတော့ကိုအေးချိုတောက်လူနေနေတွားလာခဲ့တာကျုပ်လိုက်ပေးမယ်ကိုစိုးလာကဝင်ပြောသည်ကဲဒါဆိုလဲတကြီးရေကျွန်တော်တို့ပစ္စည်းတွေဒီတိုင်းမဲ့ထားရခဲ့ပြီးတောင်းနှင်းတော့မယ် ။တရင်ကောင်ကြားရဖို့သာမျှော်နေတော့ဗျ။ကျွန်တော်တို့လည်းချက်ချင်းဆိုသလိုလက်နက်နှင့်ဓမီတို့ကိုသာယူဆောင်ပြီးတော်ရက်စီဝင်ပစ်ခဲ့ကြလေတော့သည်။ကျွန်တော်တို့တဲတွင်ကိုဆိုးလာမှလွဲ၍ကျန်တဲ့သူအားလုံးစီတွင်တနက်ကိုစီပါလေသည်။ကိုဆိုးလာကတော့အာကောင်းလာသောဓမီတစ်လက်နှင့်လှန်တချောင်းကိုကင်ဆောင်လေသည်။ကြားယူဆွဲသွားသည်မှာကိုရင်ငယ်လေးဖြစ်သည့်အတွက်နိုင်နိုင်နင်းနင်းပင်ချီဆောင်သွားလေသည်မို့စွတ်ကြောင်းရမထင်မေ။ဒီအတွက်လမ်းစားရှာရခက်နေသည်။သွေးဆက်အချို့ကိုတစ်ခါတရံချီရခက်မိတော်လဲ။ ပြတ်တောင်းပြတ်တောင်းဖြစ်နေသည်ကိုဆိုလာကျွန်တော်တို့တောတဲ့ပတ်နာနှစ်နာရီကျော်လောက်ကြာနေပြီအခုထိရေရတဲ့လမ်းစားကိုမရသေးဘူးဒီကောင်ကကျုပ်တို့သွေးဆက်ကိုခြေရခံမှန်းသိလို့ဟိုလှက်ဒီလှက်နဲ့တမင်လှဲ့စားနေတယ်ထင်တယ်ဒီတော့ကဒီလိုလို့ဗျာကိုဆိုလာအနေနဲ့ကဒီတောကိုကျွမ်းကျင်သူဆိုတော့ဟောဒီတတော်လုံးမှာဒီကောင်ခိုးအောင်နေနိုင်မယ့်နေရာကိုတစ်ချက်စဉ်းစားကြည့်ကိုဆိုလာပြောတဲ့နေရာစီကိုကျွန်တော်တို့တိုက်ရိုက်သွားကြည့်ကြမယ်ကိုဆိုလာခဏအကြာစဉ်းစားသွားသည်ဒါဆိုရင်ကိုဆိုင်ကျုပ်တို့မြောင်ကျက်စီသွားကြည့်ရင်ကောင်းမယ် အဲ့ဒီနေရာကတောထူတယ်။ဝယုံလဲပေါ်တယ်။အဲ့ဒီကိုသွားကြည့်ကြမလား။ပြီးတာဘလောက်ဝေးနိုင်လဲကိုဆိုလှ။ဒီကနေဆိုရင်တော့ခြေလျင်ခီ2နာရီလောက်ပဲရှိမယ်။ကျွန်တော်လက်ကနာယီကိုကြည့်လိုက်သည်။နာယီလက်တန်းသည်ည8နာရီခွဲစီကိုညွှန်းနေသည်။အချိန်ကတော့ရှိသေးတယ်။2နာရီခီဆိုရင်အချိန်လည်းတိတ်မလှမ်းသေးဘူး။သွားကြည့်ကြမယ်ဗျာ။ကျွန်တော်တို့လည်းချက်ချင်းဆိုသလိုမြောင်ကျက်စီထွက်ခဲ့ကြသည်။ကိုဆိုလှစကားအရဆိုရင် ထိုနေရာက ကြားတဲ့တော်ဝါတို့ခိုးအောင်းနေအတော့ကိုအဆင်ပြေလာသောနေရာပင် ။ထို့ကြောင့်ကျွန်တော်တို့မှကိုရင်ငယ်ကိုဆွဲယူသွားသောကြားကောင်သည်ထိုနေရာတွင်ရှိနေပါစေဟုသာဆုတောင်းမိကြသည်။လန်ခီကိုတမိသိမ့်မတုံးမဲကျေရောင်ကိုသာအပြုလျက်တိတ်ဆိတ်မှုကိုအသားပေးခဲ့ကြသည်။ညောင်ကျက်စီရောက်ခဲ့ကြလိမ့်ပြီ။တစ်တော့အတော်ကလေးထူထက်သည်။ခြုံရွယ်များတော့မရှိအောက်ခြေရှင်းတော့ပင်ဤလိုတော်မျိုးကကြားတတော်ဝါတို့ခိုးအောင်ရန်အကြိုက်ပင်ကြားတို့ကအစာရှာရာတွင်အသက်အလွန်ကြိုက်ကြသည်။ပဝင်းကျင်သည်ရှင်းနေနေပါမှစားတတ်သည် တာကံကိုခြုံယူရှုပ်ထွေးသောနေရာစီတွင်ဘယ်သောခါမှမစားဒါကသူတို့ရဲ့ရှင်သုံးတတ်သောအလေးထားပဲကိုဆိုင် ကိုကြီးချူကကျွန်တော်အနာကတ်ကလေးတန်းဖြင့်ခေါ်လာသည်ကျွန်တော်သူ့စကားကိုနားစွန့်လိုက်သည်ခြေနေဘလို့ရှိလဲဒီကောင်ရှိနိုင်လားအင်းပဝင်းကျင်ကတော့တာမန်ထက်ပိုတိတ်နေတယ်ဒီကောင်ရှိနိုင်တယ်ကိုကြီးချူသူ့အတန်ကိုနားစွန့်ရင် ကိုဘက်ကလုံခြုံမှုရှိအောင်တော့နေရမယ်တတိထားသွားကြပါအတန်မထွက်ကြစေနဲ့ ကျွန်တော်တို့အားလုံးသတိထားကမြောင်ကျက်သေးကိုဝင်ခဲ့ကြသည်မြောင်လေးကဆယ်ပြီးခန့်သာကျဲ့၏တန်ကလေးတိုးမိကြလေသောအခါအနေငယ်ကျပြန်သောနေရာစီရောက်လာသည် ထိုအချိန်ဝဲကျွန်တော်နားအတွင်းသို့တစုံတရာကိုကြိုက်ဝါနေသည့်အတန်ကိုကြားရလေသည်ကျွန်တော်အားလုံးကိုအချက်ပြလိုက်သည်ပြည်လျင်ငိမ့်သက်လျက်အတန်ကိုတေချာနားဆွင့်ဖြစ်သည်အတန်ကကျွန်တော်တို့ရှိနေရာနှင့်မျက်စောင်းတို့ခန့်မှလာနေခြင်းပင်ခန့်မှန်းမီတာ90ခန်းရှိမည်အတော့ကိုနီးကပ်လာသောအနေထားပင် ကျွန်တော်ကိုဆိုလာအာမိထိုးပေးရန်ပြောသည်ပြီးလျင်ကိုအေးချိုနှင့်ဆိုးလေးကိုလည်းအားလုံးတပြိုင်တည်းပစ်ကြရန်ပြောလိုက်သည်အားလုံးဇက်တိုက်ပြီးလေတော့အရှိစီတတိထား၍နင်းငယ်စီဆက်တိုးခဲ့ကြသည်ခြေလန်းဆက်လန်းခံတိုးမိလျင်အမောင်တဲ့ကျင်သားရကြသောမျက်ဝန်းများကခြုံနှမ်းမကလေးအကျော်မှလှုပ်ရှားနေသောတံတန်းကိုမြင်ရလေသည်တေးကြပြီကြားကောင်ကကိုရင်ငယ်၏အသားကိုမမဆက်ဆက်ပင်စားတော့နေသည် ကိုအနေထားကပြစ်ခတ်ရန်အကောင်းဆုံးအနေထားပဲလူကိုရန်ပြုတ်နေပြီဖြစ်သောတားကောင်ပြီးမှုမုတ်ဆိုးစီမင်းစီကန့်တွေကိုကျွန်တော်ကယူမဆိုင်နိုင်သူဘက်ကအရင်စီကြော်ခဲ့သည်မဟုတ်လားကျိုတင်ဆက်တိုက်ထားသည့်အတိုင်းကိုဆိုလာအာမီထိုးရန်အချက်ပြလိုက်သည်ကိုဆိုလာစီကဓာမီဖြက်ကနေလင်းလာပြီးတားကောင်စီကိုဖြာကနေကြောက်ရောက်သွားသည်တားကောင်ကတော့အေးအေးလူလူအစာစားနေစဉ်ရုတ်တရက်ဖြာကြလာတော့အလင်းကြောင့်ကြောင်သွားပုံရသည်သို့တော့ပါနက်စွာပင် ချက်ချင်းပင်တရီဝင်ပြီးလှုပ်ရှားလေသည်ပြစ်တနတ်တန်သုံးခုနဲ့တူကြားကနောက်ကျွန်းပြစ်လျက်လဲထွက်သွားသည်ပြီးလျင်တော်တဲ့စီကိုဝေုံသုံးကားဖြင့်ဝင်ပြေးလေတော်သည်အိုင်းနှစ်ကိုဆက်လက်ဆောင်မြောပေးကြပါအောင်ရှင်